အလုံးမဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးရတော့ပြီးခဲ့တဲ့ One Friday Fight ပွဲစဉ်တုန်းကဘိုးရဆာမေစီမှာရှုံးနိမ့်သွားခဲ့တဲ့မြန်မာဖိုက်တာ သွေးလင်းထက်ရဲ့အကြောင်းပါသွေးလင်းထက်ဟာဝမ်ချက်မြန်ရှေ့ပြိုင်ပွဲကို ထိုးဖို့အတွက် BGF ခေါင်းဆောင်စောချစ်သူစီရနေအကူအညီတွေအများကြီးယူပြီးတော့ချက်မြန်ရှိကိုဝင်ရောက်ရှင်ပြိုင်နေရလို့သတင်းတွေထွက်ပေါ်နေတာပါ ဂျိုဝိုင်းတော့မှာသွေလင်းထက်တို့ဖွဲ့ယူဆောင်လာတဲ့ဘန်နာထက်က GF ခေါင်းဆောင်စောချစ်သူနဲ့ပတ်သက်တဲ့လူကိုတခုကြောင့်ဒါကိုပြိသက်တွေကသတိထားမိခဲ့တာပါဒါဟာသွေလင်းထက်တယောက်စစ်ကောင်စီနဲ့ပူပေါင်းကြားဖြန်အွန်လိုင်းငွေပေးလိန်လေကြတာကို ခွင့်ပြုပေးတဲ့ BGF စောချစ်သူလို့အကောင်ကြီးနဲ့တကယ်ပဲပူပေါင်းခဲ့တာလားဆိုတာသွေးလင်းထက်ပဲအသိဆုံးနေမှာပါဒီပုံမှာတော့ပြိသက်တွေကမကြေမနပ်ဖြစ်နေပြီသွေးလင်းထက်ရဲ့နောက်ပွဲကြရင် အာမပေးကြတော့ဘူးဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွေမှာရေးသားလာခဲ့တာကို တွေ့မြင်ရမှာပါသွေးလင်းထက်တယောက်သူ့ရဲ့1 championship စွမ်းဆောင်ရည်ကမဆိုးဘူးလို့ပြောလို့ရပါမယ် ုလိုဒုစရိုက်လုံငန်းနဲ့ချမ်းသာလာတဲ့ BGF ကောင်းဆောင်စိုးချစ်သူလိုလူမျိုးနဲ့ပူပေါင်းတာကိုပရိသတ်တွေကလက်မခံနိုင်ခဲ့ကြတာပါသွေးလင်းထက်ရဲ့မခံပရိသတ်တွေကတော့သွေးလင်းထက်ပေါ်ကိုအပြစ်မမြင်ကြပဲအာကစားနဲ့နိုင်ငံရေးဘာမှမဆိုင်ဘူးဆိုပြီးတော့တုံ့ပြန်လာခဲ့တာကိုတွေ့မြင်ကြရမှာပါ တလင်းထက်တကယ်ပဲ BGF ကောင်းဆောင်စောချစ်သူနဲ့ပူးပေါင်းခဲ့တာလားဒါမှမဟုတ်သူအေဂျင့်ဖြိုးဝေကြောင့်ပဲ BGF နဲ့ပူးပေါင်းခဲ့ရတာလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေတာပါအလုံးကိုကျေးဇူးအများကြီးတင်ပါတယ်